ိုယ်ရဲ့စိတ်မှာပူလောင်မှုတွေပြင်းမှန်းမှုတွေဆင်းရဲမှုတွေရှိနေတဲ့အတွက်ကြောင့်အဲ့ဒီပူလောင်မှုပြင်းမှန်းမှုဆင်းရဲမှုတွေကိုချမ်းသာမှုတသက်မှုငြိမ်းအေးမှုတွေကိုရောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘုရားတို့တရားဓမ္မများကြိုးစားကြရနော်နောက်ပြီးတော့ဘဝမှာတေချာပေါင်းတွေ့ရမယ်အကြီးအကျယ်ဆုံးပျက်စီးခြင်းတရားလို့ဆိုတဲ့တေခြင်းတရား အဲ့ဒီတည်ခြင်းတရားနဲ့တွေ့လာရင်အစဉ်ပြေပြေကြောက်ကြောက်မွေ့မွေ့ချင်းဆိုင်နိုင်စေဖို့ဘဝရဲ့အကြောင်းကိုပြပြဝဝနားမလဲကြသေးတဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှာမမောမှုကကြီးကြီးမားမားရှိနေကြတယ်ဘုံတို့ပြုခြင်းနဲ့ဘဝရဲ့ပုံမှာမမောမှုဘဝတဏှာရှိရင်ရှိသလောက်ကိုမမောတဲ့ဘဝပျက်စီးခြင်းကြလို့ပျက်စီးရပြီဆိုရင်တေချာပေါ့ပုံမှန်အနေထားနဲ့တော့အစဉ်ပြေပြေ ရင်ဆိုင်နိုင်မှာမဟုတ်ဘူးအဲ့ဒါကိုစင်ကြည်ပြီးရင်ဆိုင်နိုင်လေဖို့ဘဝရဲ့အကြောင်းကိုအောင်းမမနားလည်ပြီးတော့ဘဝရဲ့ပုံမှာမမုန်းမှုကိုရှင်းချရင်းနဲ့ပျက်စီးမှုကြုံတဲ့အခါမှာတက်တောင့်တက်တာငြင်းငြင်းအေးအေးတည်တည်ငြင်းငြင်းရှိစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းတရားဓမ္မမှာအထောက်ကြရမယ်နော်နောက်ပြီးတော့ပြောတော့တတဝမှန်သမျှ တို့ခြင်းမမှုမှုလောဘကိုအမိပြုတ်ပြီးနေနေကြတာဒီဘဝတဏ္ဍကာမတဏ္ဍစရှိတဲ့တဏ္ဍလောဘကြောင့်ပဲဘဝမှာဓက္ခဓက္ခဖြစ်ကြရတာဓက္ခဓက္ခဖြစ်ရတဲ့အတွက်ကြောင့်ပဲဖြစ်ချင်းရဲ့နောက်ဆက်တွဲတနည်းအားဖြင့်ဇာတိပစ္စယသရံဒေါနသောကပိတိဝဒုက္ခဒေါမနတဥပယတာဆိုတဲ့အတိုင်းလူရဲ့လူဖြစ်လာပြီဆိုရင်လူဒုက္ခလာ ်မလွဲမသွေရင်ဆိုင်ကြရတယ်။တတဝတိုင်းတတဝတိုင်းဟာဖြစ်ရဘဝမှာဘဝရဲ့ဒုက္ခကိုခံကြရတယ်။ဒါကြောင့်ဘဝဖြစ်နေခြင်းဟာဒုက္ခဖြစ်နေခြင်းပဲ။အဲ့ဒီဒုက္ခဆက်ကြီးကိုရပ်တန့်နိုင်ဖို့အတွက်ဘဝဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့တဏှာလောဘအမှုရိယသစ္စာကိုဘုံတို့ပယ်တတ်နိုင်ဖို့လိုတယ်။တိတုဒ္ဒဏ်ထဲမှာမြတ်စွာဘုရားအဲ့ဒါကိုဘယ်လိုပြောလို့ ရှာယတေဝမနုဿာသတိတာဒိဋ္ဌံတိအဋ္ဌိကာတရထေတံဝိတ္တိကံတတဝရိုင်းတတဝရိုင်းဟာတဏလောဘဆိုတဲ့အလိုဆန္ဒမှာမှီပြီးတော့ဖြစ်နေကြတာအဲ့ဒီဒုက္ခရဲ့ကြောင့်တရားဖြစ်တဲ့တဏလောဘကိုလွတ်မြောက်အောင်ကုခတ်ကြပြန်တော့တိုက်တွန်းနော်ဒါကြောင့်ဘဝဒုက္ခတွေကိုဆုံးသတ်နိုင်ဖို့အတွက်ဘဝချစ်ချင်းရဲ့ကြောင့်တရားသုရိယသစ္စာတဏလောဘကို ပေးတတ်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လေတရားအထုတ်ကြရတယ်။သုံးရရှိနော်။နောက်လေးခုမြောက်ကမှပြောလို့အခွင့်အရေးဆိုတာအလွန်မှကြုံနေတယ်ဆုံးနေတယ်။လူမြောက်အောင်ကြိုးပမ်းနိုင်တဲ့အရေးအသွေးရှိတဲ့လူသားတယောက်ဖြစ်ဖို့ဆိုတာအလွန်မှခက်ခဲတယ်။ ယစီနှစ်ဖက်အစုံပြက်နေတယ်၊ကန့်နေတယ်၊လေကြီးတယ်ကောင်မှလည်းတမုတ်တရားထဲမှာသွားခြင်းရဥတ္တရာမဲ့သွားခြင်းရသွားနေတယ်။လိုင်းနေနေကြားထဲမှာအပေါက်တစ်ပေါက်ပေါက်ထားတဲ့တဘိုးတစ်ချောင်းကလည်းပဲဥတ္တရာမဲ့ညောခြင်းရညောနေတယ်။ယစီကန့်နေတဲ့လေးရဲ့ကောင်းနဲ့ညောခြင်းရညောနေတဲ့တဘိုးရဲ့အပေါက်တစ်ပေါက်ဆွတ်ပြီးဖို့ဆိုတာလွယ်ပါမလားလို့မြတ်စွာဘုရားမေးတော့ယဟန်ကအလွန်ခက်ခဲတဲ့အကြောင်းပြောတယ်။ ီတော့ရသော်ဗျာအဲ့ဒါထဲတတ္တဝါတဦးတယောက်လူဖြစ်ဖို့ကပူပြီးတော့ခက်ခဲတယ်လို့ဟောအကြီးအသေးရှိတဲ့ဘဝဒုက္ခတွေကလွတ်မြောက်အောင်ကြိုးပမ်းနိုင်ခွင့်ရှိတဲ့လူတယောက်ဖြစ်ဖို့လားအလွန်ခက်တယ်လူဖြစ်ဖို့တဲ့ပူပြီးတော့ခက်တဲ့အခက်ကဘယ်အခက်လဲလို့မေးရင်ဘုရားပွင့်ပေါ် တဏှာဝိတုကကလူမြောက်ကြောင့်ဤလံကောင်းကိုပြီးပြီးပြင်းပြင်းဟောပြနေတဲ့မှန်မှန်ကန်ကန်ဟောပြနေတဲ့သမ္မာသမ္ဗုဒ္ဓဘုရားတို့ဖြစ်ပေါ်လာဖို့ဆိုအလွန်အလွန်ခက်သေးအဲ့ဒီအခက်ကြီးနှစ်ခက်အခုဘုံဘုံတို့မဖြစ်နေတော့ကျုံနေလေအဲ့ဒါတွေကမှနောက်ထပ်ကျမကြီးကောင်းတယ်စိတ်ရဲ့အကြီးအသေးကလည်းပြည့်မီတယ်ဟုတ်လားအခြေအနေတွေကလည်းကောင်းတယ်ဒါပါခေါ်တော့အခွင့်အရေးနဝမခဏလာဒီလိုသုံးတယ်နော် လွန်ဆိုးရတဲ့ရပ္ပိစိပါလို့ဆိုတဲ့ရှစ်မျိုးသောအခြေလီဇိုးတွေကလွတ်မြောက်တဲ့အိုးကူးမြောက်အခွင့်အရေးနဝမခဏအဲ့ဒီခဏနဲ့ကျုံနေတဲ့အချိန်မှာအဲ့ဒါမလွန်စီနေလွန်မသွားစီနေအဲ့ဒါကတိတိမိမိလုံးချလိုက်ခနောမှာဥပိ္ပစေလာအခွင့်အရေးကိုမလွန်စီနေအခွင့်အရေးကိုလွန်ရင်ဘာဖြစ်မလို့ခနာတိတာဟိသောစံတိ ခွင့်ရေးကိုလွန်စေတဲ့ပုဂ္ဂိုလ်တွေဟာစိုးရိမ်ရလိမ့်မယ်ပူရလိမ့်မယ်တဲ့၃လုံးနဲ့ပြောရနော်စိုးရိမ်ရလိမ့်မယ်ပူရလိမ့်မယ်ဘယ်ထိရောက်အောင်ဘယ်လောက်ထိစိုးတဲ့ပူလောင်မှုချင်းမျိုးဖြင့်ပူလောင်သွားရမယ်လို့ဤရိယံမိတမပိတာငရဲကြသည်အထိငရဲဒုက္ခတွေးရကြုံရသည်အထိခမသိရင်ဥသွားရနိုင်လေလို့ပြောတယ် အဲ့ဒီအခွင့်အရေးကိုအုံချသောအဖြစ်လည်းပဲတရားဓမ္မကိုအထုရမင်းလို့မနေ့ကဘာကြောင့်တရား အထုရတာလေဆိုရယ်ကောင်းစဉ်အောင်မှာတရားအထုတဲ့အကြောင်းတရား၄မျိုးဥဒ္ဒနာတုတ်တံကိုအခြေခံပြီးတော့ပြောရယ်နော်